မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းတပ်ပြန်ဆုတ်သွားပေမဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်ရှိနေသေးတာကြောင့်စစ်ရှောင်ပြည်သူ18000ကျော်ဟာနေရမပြောင်းရဲကြသေးဘူးလို့ KNU တထုံခရိုင်ထံကနေသိရပါဗျ။ အင်အားတထောင်လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာမေလ26ရက်နေ့ကစလို့ဝေါ်တိန်စရက်နဲ့စိုက်ထိုအခြေဆိုင်တရင်တွေထံပြန်လည်ဆုတ်ခွာသွားတာပါစစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားပေမဲ့စစ်ကောင်စီတပ်ကစိုက်ထိုမြို့နယ်အတွင်းရှိအရဲသားပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုနေစင်နဲ့မျှလက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ကျူးလွန်နေပါတယ်စစ်ဆောင်ဒေသခံတွေဟာလက်နက်ကြီးရန်ကြောင့်တောတောင်တွေထဲမှာဆက်လက်နေထိုင်ကြရပြီး မိုးရင်းကာလကြာရောက်လာတာကြောင့်အမိုးကအကူအညီတွေလိုအပ်မှုမြင့်တက်လာနေတယ်လို့ KNU တထုံခရိုင်ပြောခွင့်ရဗဒိုစောအေးနိုင်ကတန်လွင်ထမ်းမှုပြောပါတယ်။စိတ်ရှောင်ပြီးသူတွေဟာစိတ်ရှောင်နေရရှေ့ကြလာတာနဲ့အမျှစားနဲ့ရိတ်ခါစေဝါတွေအပါဝင်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့ဆိုပါတယ်။တဖက်မှာတော့စစ်ကောင်စီစစ်ကြောင်းဟာစစ်ကြောင်းပြန်မဆုံမီဝင်းကန်ကျေးရွာအုပ်စုကနေအိမ်20နီးပါးကိုဖောက်ထွင်းခဲ့ပြီးတံမိုးရှိပစ္စည်းအများပြားကိုထည့်ဆောင်ထားတာဖြစ်ပါတယ်။ ကရင်မျိုးသားစီယုံ KNU တထုံခရိုင်ရဲ့အချက်အလက်တွေရာကြိုက်ထုံမြို့နယ်ထဲမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့အတူလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကျေးရွာပေါင်း36ရွာကလူဦးရေ18000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။